မန်ယူတိုက်စစ်မှုဟောင်းဆာဟာကအတင်းဟောင်းအနေနဲ့ Sporting Lisbon တိုက်စစ်မှု ယူကရက်စ်နဲ့ခရစ်စတယ်ပလီတိုက်စစ်မှုမာတီဒါရိုထက်အင်္ဂလန်ဝိုင်းတိုက်စစ်မှုဟာရီကိန်းကိုသာခွဲယူရန်စ조사တင်ကြောင်းပြောကြားခဲ့ပါသည်။မယူသိန်းဟာကမ္ဘာထိပ်တန်းအဆင့်တိုက်စစ်မှုတဦးအားခွဲယူရန်ကာလရှည်ကြိုးပမ်းနေပေမဲ့လည်းလက်ရှိအချိန်ထိခွဲယူနိုင်ခြင်းမရှိသေးပါဘူး။မယူသိန်းဟာအင်္ဂလန်လက်ရေးစင်တိုက်စစ်မှုဟာရီကိန်းအားခွဲယူရန်အချိန်ချင်းကြိုးပမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပေဟာရီကိန်းဟာ2023နေရာသီမှာဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းထံသို့ပြောင်းရွှေ့သွားခဲ့ပါသည်။မယူသိန်းဟာလာမယ့်နေရာသီမှာကမ္ဘာထိပ်တန်းတိုက်စစ်မှုတဦးကို ွေကြေးများစွာအသုံးပြုကခေါ်ယူရန်စီစဉ်နေကြောင်းသိရှိရပါသည်။မန်ယူသင်းဟာလက်ရှိမှာအသေးနီးပြအာမိုရနဲ့လက်တွဲခဲ့ပူးတဲ့ Sporting Lisbon တိုက်စစ်မှု UK Rest 26နှစ်နဲ့ Crystal Palace တိုက်စစ်မှု Matita 28နှစ်တို့ကိုခေါ်ယူရန်ပြင်မှတ်ထားနေကြောင်းသိရပါသည်။အပြင်မင်းစာဟာကမန်ယူသင်းဒီနဲ့ယူကယ်ရက်စ်နဲ့မာဒီတာရိုထံအသင်းနဲ့ပုံမကိုက်ညီမဲ့ဘိုင်ယန်မြူးနစ်တိုက်စစ်မှုဟာရီကိန်း32နှစ်ကိုသာခေါ်ယူတင်ကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ဟာရီကိန်းဟာဘိုင်ယန်မြူးနစ်အသင်းနဲ့2029ခုနှစ်အထိ စတုတ္တဒဏ်ရှိနေပြီးပရီးမီးယားလိသို့ပြန်လာလိုနေကြောင်းသတင်းများထွက်ပေါ်နေပါသည်။